ကွေးတိုင်းငဖဲမြို့နယ်ဗရန်တက်နယ်ရှိနိုင်ကံပင်မဗျူဟာကုန်းကိုစစ်ကူပို့မဲ့စစ်ရင်နန်းတွေဟာပြင်းဝစစ်ဆေးဂိတ်နားထိရောက်ရှိလာပြီဖြစ်တယ်လို့သိရပါတယ်။နိုင်ကံစခန်းကစစ်ကောင်မရှင်တပ်ဖွဲ့ဝင် ချို့ဟာကစင်ကလျာထွက်ပြေးခဲ့ကြပြီးဟာဝေဇာအမြောက်တွေနဲ့စစ်ဘက်သုံးစစ်ပစ္စည်းတွေကိုပါယူသွားခဲ့ကြပါတယ်။အဲဒီနောက်အရခတတော်အေကစခန်းအနီးတစ်ဝိုက်ကိုချင်းကပ်သိမ်းပိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ စီရင်တန်းတွေကနေအကံကိုမတက်နိုင်ရင်ကာကွယ်ပစ္စည်းစက်ယုံကပ္ပဆ14ကိုအဓိကကာကွယ်ဖို့ဖြစ်နိုင်တယ်။နေအကံကတော့ဘလို့မှလှုပ်မရတဲ့အနေအထားနဲ့ပိတ်ဆို့ထားပြီးသွားပါပြီ။ဘျူဟာကုန်းထဲမှာခုခံနေတဲ့ဖွဲ့တွေကြံနေသေးတယ်လို့လည်းသိရပါတယ်လို့စီရင်တန်းရင်းမြစ်က ARD Times ကိုပြောပါရယ်။ပြီးခဲ့တဲ့အောက်တိုဘာ10ရက်နေ့ကနေအကံစခန်းတင်းစီခံရပြီလို့သတင်းတွေထွက်ပေါ်ပြီးနောက်စစ်ကောင်မရှင်အမကွေးဘက်ကနေပြီး အရက်သုံးရင်တွေပါပါဝင်တဲ့အင်အားအပြည့်စည်ရင်နန်းတွေကိုအမြောက်စစ်စင်ကိုကဲမှုဌာနချုပ်မဆခကိုတုံညာကအတွင်းကိုပို့ဆောင်ခဲ့ပါတယ်။အဲ့ဒီစည်ရင်နန်းတွေကအင်အားပြည့်ပါတဲ့စစ်သုံးကားကြီးဆက်တစည်းဟာလက်ရှိမှာ ပြင်းဝစစ်ဆေးဂိတ်ထိရောက်ရှိရန်နာနေပြီဖြစ်တယ်လို့သိရပါတယ်။နေကံဗျူဟာကစစ်ကောင်မရှင်တပ်ဖွဲ့ဝင်ချို့ထွက်ပြေးသွားပြီးလေချောင်းကနေလဲနေကံဗျူဟာကုန်းနဲ့ဤတဝိုက်ကိုပြန်လဲကျဲချတိုက်ခိုက်တဲ့အတွက် စေတရင်ရင်းမြစ်တွေကနေရကန်စခန်းကိုအလုံးစုံသိမ်းပိုက်နိုင်တယ်လို့သုံးသပ်ပြောဆိုခဲ့တာဖြစ်ပါတယ်စစ်ကောင်မရှင်ရဲ့နေရကန်ပြူဟာတစ်ခုလုံးအလုံးစုံပိတ်ဆို့ထိန်းချုပ်ခံလိုက်ရပြီးနောက်ဆက်သွယ်လမ်းကြောင်းတွေပါပြတ်တောက်သွားပြီးပြင်းဝစစ်ဆေးဂိတ်ထိစစ်ကောင်မရှင်တပ်အရာရှိပိုင်းတွေပါရောက်ရှိလာပြီးညွန်ကြားမှုပေးနေတယ်လို့သိရှိရပါတယ်အမြောင်စစ်စင်ကိုကဲမှုဌာနချုပ်အမှတ်939အမြောင်စခန်းကိုကဲမှုဌာနချုပ်မဆာခ939မှ ဒါမှမဟုတ်အမတ်ဆက်ခွနစ်စစ်စင်ကိုကဲမှုဌာနချုပ်စာကခဆက်ခွနစ်မှုတူဦးပြင်းဝဆေးဆေးကိတ်ကိုဆင်းလာပြီးဖြစ်တယ်လို့စီဒီအမ်ပိုကြီးစင်ရောကအတည်ပြုပြောဆိုထားပါတယ်နေကံပင်မဗျူဟာဂုံးကြီးမှာတက်မမှုပုံမှုကြောင့်နှစ်ဦးကပ္ပဆာဆက်ယုံမှုဗိုလ်ကြီးတဦးတို့စီမံထိန်းချုပ်နေပြီးစေကောမရှင်ကပိတ်ဆို့ခံထားရတဲ့ဗျူဟာဂုံးကိုလေချောင်းကနေပြီးလက်သက်ခဲရမ်းတဲ့ရိတ်ခါတွေပို့ဆောင်ရပါတယ် အေတက်ဖွဲ့တွေကနိုင်ငံပတ်ဝန်းကျင်ရှိကကင်းစခန်းအလုံးကိုသိမ်းလိုက်တဲ့ပြင်မြဝကုန်းကြီးတစ်ခုလုံးကိုပါထိန်းချုပ်ထားတဲ့အတွက်စစ်ကောင်မရှင်လေးချောင်းကပေးပို့တဲ့လက်နက်ခဲယမ်းတို့အများစုကိုအေအေကသိမ်းယူသွားတယ်လို့သိရပါဗျ။